တယုံဆောင်တာ over ဖြစ်တာကြောင့်ဝေဖန်ခံနေရပေမယ့်မင်းသမီးကြီးဆိုပြီးခြေချလာတဲ့ထထထုံအလုံးမဲမင်္ဂလာပါဗမိစနောင်းကနေချွတ်ဆိုလိုက်ပါတယ်ထထထုံက2014မှာ Miss Universe ပြိုင်ပွဲကိုမြမကိုစားပြုနေတဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာပေါ့တလကဖျက်လက်တဲ့သူမကို Brother တီကသတိထားမိသလုံးလူအများအယုံဆိုင်မဲ့နီလန်းတွင်နဲ့တယုံဆောင်လောကကိုဝင်လာနိုင်ခဲ့ပါတယ်တယုံဆောင်ကြီးတွေတော်တော်များများအားယူသွားခြင်း2022ခုနှစ်ဝင်းချင်မှာထထထုံကတယုံဆောင်လောကကိုဝင်လာခဲ့ပါတယ် တလပ်ပြီးတော့အများအားထမြက်တဲ့အတွက်လဲထထထွန်းကဇလန်တွဲရီနဲ့နေရာယူလာခဲ့တာပေါ့အခုဆိုရင်ထထထွန်းကသူ့ကိုယ်သူမင်းသမီးကြီးတယောက်လိုခံယူတဲ့အထိအောင်မြင်လာခဲ့ပါပြီထထထွန်းကပရိသတ်တတော်များများကတယုံဆောင်တာ over ဖြစ်ကတသိဆမင်းသမီးတယောက်လိုသာသတ်မှတ်ထားကြတာပေါ့တယုံဆောင်တယောက်ဆစ်ဆစ်ဖြစ်ဖို့လိုအပ်ချက်တွေအများကြီးရှိနေတယ်လို့ဝေဖန်ချက်ပေမဲ့ထထထွန်းကသူမကိုယ်သူမမင်းသမီးကြီးလိုထုတ်ပြောလိုက်တဲ့အတွက်ပြောစရာတွေဖြစ်လို့နေတာပေါ့ ထထထွန်အောင်အင်အားပြုတစ်ခုမှမင်းသမီးကြီးဖြစ်နေပြီးတရုတ်ဆောင်အငယ်လေးတွေနဲ့ဘာလို့တွေ့ရတာလဲဆိုပြီးစေတနာနဲ့အပြစ်ပြောကြတဲ့သူတွေရှိတယ်လို့ဆိုလာတာပေါ့မင်းသမီးကြီးဖြစ်နေပြီးဆိုတရုတ်ဆောင်အငယ်လေးတွေနဲ့တွေ့ရတာကတန်းကျစေတယ်လို့တိုက်တွန်းခံရကြောင်းအင်အားပြုကနေပြပြလာခဲ့ပါတယ်ထထထွန်ကကြောင်ညာရီမှာဆိုမော်ဒယ်လေးတွေတရုတ်ဆောင်အစ်တလေးတွေနဲ့ရိုက်ပေးတာမျိုးတွေရှိပါတယ်ဒါအပြင်ဇလန်တွဲတွေမှာဆိုရင်လည်းပြည်တီဦးနေတိုးတို့လိုကြောင်ညာရီမင်းသားတွေနဲ့မဟုတ်ဘဲ မင်းသားငယ်လေးတွေနဲ့တွေ့ရတာမျိုးရှိတာပေါ့အခုလိုရိုက်တာကသူ့ရဲ့မင်းသမီးကြီးဆိုတဲ့တန်းကိုကြောက်စီတာကြောင့်စိတ်ပိုခံနေရကြောင်းပြောလာခဲ့ပါတယ်ထထထွန်းကတော့သူမကမင်းသမီးကြီးဖြစ်ပေမဲ့အငယ်ရီကိုလက်တွဲခေါ်ပေးရမယ်ဆိုတဲ့စိတ်နဲ့တွေ့ရနေတာဖြစ်ပါတယ်တစ်ချိန်တုန်းကသူမကိုအနှွေးပညာရှင်ကြီးတွေကလက်တွဲခေါ်ပေးတာမျိုးတွေရှိပါတယ်လက်တွဲခေါ်ပေးတာကြောင့်လည်းသူမကနေရာတစ်ခုရလာတာပေါ့ဒါကြောင့်မို့တရုတ်ဆောင်ငယ်လေးတွေနဲ့အစ်စ်တွေကိုထထထွန်းကလက်တွဲခေါ်ပေးနေရကစီနီယာကောင်းပီသားကြောင့်ထုတ်ပြောလာခဲ့တာပေါ့ ဒါပေမဲ့ brother တီကတော့ထထထွန်းရဲ့မင်းသမီးကြီးဆိုတဲ့စကားလုံးကိုနားမလည်နိုင်ဖြစ်နေကြပါတယ်။မင်းသမီးကြီးလို့သတ်မှတ်ရတဲ့အနေထားတစ်ခုကိုရောက်သွားတာလားလို့မေးခွန်းထုတ်နေကြတာပေါ့။ တို့အနေနဲ့ကတော့ထထထွန်းကတရုတ်ဆောင်တယောက်ဖြစ်ဖို့စ조사နေတဲ့တရုတ်ဆောင်အစ်တတယောက်လို့သာမြင်နေကြတော့ဖြစ်ပါတယ်။ item တွေကိုမထိန်တတ်သလို over ဖြစ်ကတမျိုးတည်းလုတ်တက်ယုံသာရှိသေးတာမို့ထိတ်တန်းမင်းသမီးတွေဖြစ်တဲ့အင်ထွာကျော်စင်တို့လိုမင်းသမီးတွေနဲ့ရှင်နိုင်ဖို့ဆိုတာဝေးသေးကြောင်းထောက်ပြနေကြတာပါ။ထထထွန်းကခုလက်ရှိမှာနေတိုးတို့နဲ့တွေ့ဖက်ကတရုတ်ဆောင်နေပြီဖြစ်ပါတယ်။ဒါကြောင့်မို့သူမအနေနဲ့မင်းသမီးကြီးတယောက်လိုခံယူလာခဲ့တာပါ။ထထထွန်းကဇလန်တွဲတွေနဲ့အောင်မြင်လာကရုပ်ရှင်စကားကြီးတွေကိုလည်းတောက်လျှောက်ရိုက်ကူးနေရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်းမိုးရေကိုအတွက်အကယ်ဒမီထေချာတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာအပြိုင်မင်းသမီးအနေနဲ့ရိုက်ခဲ့တာပါတဲ့တဲ့ဂျယ်ရီနဲ့သာဒရက်ဖတ်တရုပ်ဆောင်နေတာမို့ထထထွန်းကမင်းသမီးကြီးတယောက်ဝါရှိလာကထိတ်တန်းတစ်ခုကိုရောက်နေတဲ့မင်းသမီးဖြစ်ခံယူလိုက်တာဖြစ်ပါတယ် ဒါအပြင်နောက်နှစ်တင်မှာအကယ်ဒမီမင်းသမီးဖြစ်လာအောင်လဲအစွမ်းကုန်စူးစမ်းလို့နေတာပေါ့တရုတ်ဆောင်တာ over ဖြစ်တာကြောင့်ဝေဖန်ခံနေရပေမဲ့မင်းသမီးကြီးဆိုပြီးခြေချလာတဲ့ထထထွန်အောင်ပရိသတ်တို့ရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တရုတ်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်အသေးသေးသောဗီဒီယိုများအတွက် YouTube channel ကိုလည်း like and subscribe လုပ်ဖို့တောင်းဆိုလိုက်ပါစေနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ